မင်္ဂလာပါခင်ဗျာ Revenue Burma News Channel ကနေပြီးတော့ဇွန်လ18ရက်နေ့မနက်ပိုင်းရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းဝက်လက်မြို့နယ်လာတော့ရွာမှာလူသက်ဓမြတိုင်းမှုကျူးလွန်သူ71ဦးစလုံးကိုလက်နက်ခဲယမ်းများနဲ့အတူဖမ်းဆီးနိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ23ရက်နေ့ည7:00နာရီခွဲအချိန်ကမှာဝက်လက်မြို့နယ်လာတော့ချီရွာမှာ အင်ရှင်ကိုညောင်ပင်ကြီးဆိုသူကိုဓားနဲ့ထိုးတက်ပြီးတော့လူသက်ဓမြတိုင်းမှုဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီပြစ်မှုကျွလွန်သူများကိုဇွန်လ14ရက်နေ့မနက်၄နာရီခန့်မှာဥယျာဉ်မှကျေးရွာပကဖနဲ့ပါအဖအဖွဲ့များကစစ်ဆင်းမှုများဆောင်ရွက်နေတဲ့အချိန်အဓိကတရားခံဖြစ်တဲ့ပူတူးမှာဂျမ်းဂျမ်းနဲ့ဘယ်လေးတို့တုံးဦးကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။အမှုနဲ့ဆက်ဆက်တဲ့တရားခံများကိုမြို့နယ်ပကဖရဲဘော်များနဲ့ ဒွန်နေကုန်းပကဖမြားကဆက်လက်ပြီးတော့ရှာဖွေဖမ်းဆီးတဲ့အချိန်မှာတီဟမန်လီကြောင်နဲ့နဲ့အောင်မျိုးတို့၄ဦးကိုထပ်မံဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ကြောက်တိုင်ကြီးရွာပကဖပအဖမြားကလည်းတရားခံမှတ်ကြီးတွတ်ပြီးတခေါတော်ပကဖအဖွဲ့ဝင်တို့နှစ်ဦးကိုဖမ်းဆီးနိုင်ခဲ့ပြီးတော့ဒီပင်းမြို့နယ်လက်လုတောင်ရွာပကဖကလည်းတရားခံပေါက်စာ၄ပွေကြီးကန်းပကဖအဖွဲ့ဝင်တို့နှစ်ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ဖမ်းဆီးရမိခဲ့တဲ့တရားခံများကိုရက်ကျေးပကဖမြားက ဝက်လန်မြို့နယ်ပကဖကိုခေါ်ဆောင်လာပြီးတော့တပ်တေကံပြည်စည်းများနဲ့အတူအနှံခဲ့တယ်လို့သိရပါဗယ်ဖမ်းဆီးရမိတဲ့တရခန်များကိုဝက်လန်မြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့သတင်းတာဝန်ခံနဲ့ရွှေဘိုခရိုင်တရင်တက် IO တို့ကစစ်ဆေးမေးမြန်းရာကျူးလွန်သူများကကျူးလွန်မှုပုံစံအတိုင်းအတိအသေးဖွင့်ဟဝန်ခံထွက်ဆိုခဲ့တယ်လို့သိရပါဗယ်တရားခံများနဲ့အတူဖုန်းဆက်3လုံး MA1 တလက် AK47 တလက်လက်လုံအတူ3လက် 7.62G 16တောင်း 5.56G 15တောင်း 9မီလီမီတာကြီး9တောက်ဓာတ်တူ9လက်ကလစ်ဆိုင်ကဲ2စီ125ဆိုင်ကဲ2စီငွေသားစုစုပေါင်း96သိန်း MAB ဘဏ်ကတ်တခုဖုန်းဘီကတ်1000တန်း35ကက်ဘီကတ်3000တန်းတကက်တူကိုတိတ်စီရမိခဲ့တယ်လို့သိရပါတယ်အခုလို့ဖမ်းစီရမိခဲ့တဲ့တရားခံတွေထဲမှာရက်ကြီးပကဖအဖွဲ့ဝင်2ဦးပါဝင်နေတဲ့အတွက်ကြောင့်မြို့နယ်ပကဖကအေးအေးယူနိုင်ရေးအတွက် အထက်ကိုအစစ်စစ်တင်ပြပြီးဖြစ်ပါကြောင်းနဲ့မိထီလာတယင်းဒုံးတပ်ဖွဲ့ကတအူးကိုလည်းသက်ဆိုင်ရာမိခင်တယင်းကိုအကြောင်းကြားထားပြီးဖြစ်တယ်လို့သိရပါတယ်။ကျန်တဲ့ဒူတွေတဲကတအူးဟာအရက်သားပြည်သူများဖြစ်ပြီးတော့တအူးကတော့အဖွဲ့အစည်းစီစစ်နေစေဖြစ်က၄ဦးဟာအဖွဲ့အစည်းအတီးကြီးရမရှိတဲ့ တရားမဝင်လက်နက်ကန်ဆောင်သူများဖြစ်တယ်လို့သိရပါတယ်အဲ့ဒီတရားခန့်အများကိုလိုအပ်တဲ့စစ်ဆေးမှုများပြုလုပ်ပြီးတော့တရားစွဲဆိုနိုင်ရေးအတွက်ဝက်လက်မြို့နယ်ပြည်သူလုံခြုံရေးအဖွဲ့ထံကိုလွှဲပြောင်းပေးအပ်ထားပြီဖြစ်တယ်လို့ဝက်လက်မြို့နယ်ပြည်သူကာကွယ်အဖွဲ့ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမြင်းညာမြို့နယ်လက်တဲရွာပြူစောထီအထိုင်စခန်းကိုဝင်ရောက်တိုက်ခတ်ရာပြူစောထီနှစ်ဦးတေဆုံးပြီးတော့စစ်အုံဆောင်ပြည်စီတချို့ကိုတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်မနေ့ကဇွန်လ16ရက်နေ့နေ့လယ်7:00နာရီလောက်မှာမြင်းညာမြို့နယ်လယ်တဲ့ကျေးရွာပြူစောတိအထိုင်းစခန်းအတွင်းမှာမူးယစေဝါတုံးဆွဲနေတဲ့ပြူစောတိ10ဦးကိုဝင်ရောက်ပြစ်ခတ်တိုက်ခတ်ရာအပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့အခုလိုပြစ်ခတ်နေတဲ့အချိန်မှာမြင်းညာမြို့ပေါ်ကနေရိတ်ခါပို့ရန်ထွက်လာတဲ့ကားကိုပါခမှန်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာပြူစောတိ2ဦးတေဆုံးကလက်ပြုံ1လုံးကြီပေါက်2ခုနဲ့ ရိတ်ခါပျက်စီးပုံးတပုံးတို့ကိုတင်းစီရရှိခဲ့ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ကြက်ဝိုင်းမှာစေးချနေတဲ့အချိန်ဝင်စီးတာအင်အားက၁၀ရောက်လောက်ပဲရှိတာနှကောင်တည်သွားတယ် အဲ့ဒီအချိန်မှာစခန်းထဲဝင်လာတဲ့ကားကိုပါပြစ်ခတ်တိုက်ခိုက်ခဲ့တာစစ်ခွေးတွေလည်းပါလာတယ်ရိတ်ခါလာပို့တဲ့ကားပါကားကိုတော့မသိမ်းနိုင်ခဲ့ဘူးတန်းတစ်ခုကြားဆိုတော့ကားကိုသိမ်းနိုင်ဖို့ကမလွယ်ဘူးအချိန်တွေကတော့ပြည်စည်းတွေပဲသိမ်းလာခဲ့တာလို့ပြည်သူ့ကျဲတပွဲအဖွဲ့ကဘိုးမိုက်ခဲကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုပြည်သူ့ကျဲတပွဲအဖွဲ့ကရဲဘော်များကဝင်းရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ဇွန်လ၂ရက်နေ့ကတရွင်းဘိုးရွာတိုက်ပွဲအတွင်းမှာကြာဆုံးသွားတဲ့ရဲဘော်အတွက်လက်စားချေတုံ့ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့အသိပေးထားပါတယ် အလားတူပဲမခွေးတိုင်းပခုတ်ကူမျိုးလေရင်ခွေးအနောက်ဘက်ကိုကင်းပတ်ထွက်လာတဲ့စစ်ခွေးများကိုကြားဖြတ်တိုက်ခတ်ရာ အရာရှိတအုပ်အပါအဝင်6ဦးသေဆုံးခဲ့ကြောင်းစောက်တန် YSO PDF တာဝန်ခံကိုအောင်မောင်းကရှင်းပြထားပါတယ်ဇွန်လ15ရက်နေ့ညနေ3:00ကြီးက ပခုတ်ကူမြို့လေရင်ကွင်းအနောက်ဘက်ကိုကင်းပတ်ထွက်လာတဲ့စစ်ခွေးစစ်ကြောင်းကိုတိုက်ခိုက်ဖို့အတွက်အသင့်ဆောင်ဆိုင်ခဲ့ရာ Southern YSO Local တပ်ပေါင်းစုပင်မစစ်ကြောင်းနဲ့ထိတ်တိုက်မတိုးဘဲအရန်ကင်းအဖွဲ့နဲ့ထိတ်တိုက်တွေ့ဆုံကအပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲ25မိနစ်ခန့်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်အဓိကစော်ဖို့စောင့်နေတဲ့အဖွဲ့ဘက်ကိုရောက်မလာဘဲနဲ့အရန်ကင်းထားထားတဲ့ဘက်ကိုစစ်ခွေးလမ်းကြောင်းကရောက်သွားတာအင်အားက20 30လောက်ပဲရှိမယ်သူတို့အင်အားကစူပေါင်းနေတော့ဟိုဘက်ကိတ်ကဗနေရောက်လာဒီဘက်ကိတ်ကဗနေရောက်ထုတ်ဆိုပြီးတော့စူပေါင်းနေတော့မှ သူတို့ပုံမှန်ပက်ကင်းအဖွဲ့ဆိုရင်အင်အားက90နဲ့အထက်သုံးတယ်အခုအလုတ်လုတ်ခဲ့ရတာကပရိကန်ပုံစံ၄ငွင်းရှိတယ်ညောင်တူးကန်ရှိတယ်ဖုံးကန်ရှိတယ်တကယ်စစ်တပ်အထံချတဲ့နေရာတွေကိုယ်စိတ်မထင်တဲ့နေရာတွေအယံကင်းချထားတာအယံကင်းအဖွဲ့ကနေပြီးတော့ရှေ့ကိုထွက်လာတဲ့ခုနကောင်ရှစ်ကောင်လောက်ကိုမှောက်ကျသွားအောင်ပြစ်ခတ်နိုင်ခဲ့တယ်လို့စာတမ်း YSO PDF တာဝန်ခံကိုအောင်မောင်းကပြောကြားထားပါဗျ။အခုလိုမျိုးတိုက်ခိုက်မှုအတွေ့ခလိုက်ရ2-5လေးတိုင်ရင်ကအရာရှိတအုပ်အပါအဝင်6ဦးသေဆုံးပြီးတော့ ၃ဦးထံရရှိခဲ့တယ်လို့သိရပါဗျ။တေဆုံးသွားတဲ့စစ်ခွေးအလောင်းများကိုမနေ့ကဇော်လိုက်လ၁၆ရက်နေ့နေ့လယ်ပိုင်းက၃မိန်းကအစိမ်းအောင်နဲ့ပခုတ်ကူမျိုးဘက်ကိုပြန်လဲတေဆောင်သွားတယ်လို့သိရပါဗျ။ကျွန်တော်တို့ Southern YSO တပ်ဖွဲ့အနေနဲ့ပြည်တော်တခွင်စစ်မိတ်စာနှင်ဖို့အတွက်အောင်မောင်းတောင်းထားကမ်ပိန်းလှုပ်ဆောင်နေပါတယ်။ဒီကမ်ပိန်းလေးမှာမိဘပြည်သူတွေပူးပေါင်းပါဝင်ကြဖို့ဖိတ်ခေါ်ကြပါတယ်လို့ Southern YSO PDF တာဝန်ခံကိုအောင်မောင်းကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းပစုံတောင်မြို့နယ်အမှတ်3ရပ်ကွက်မှာရှိတဲ့ကျူးကျော်မြေနေရများကိုအုတ်ချုပ်ရဲမှုတမ်းမြင့်ဦးကစိတ်ကြိုက်ရောင်းစားနေပြီးတော့နေထင်းရဲဝင်းဟိန်ဆိုးကလည်းလူငယ်များကိုမူးယစ်ဆေးမှုတွေနဲ့ဖမ်းဆီးငွေညှစ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လပိုင်းကစတင်ပြီးတော့ပစုံတောင်မြို့နယ်အမှတ်3ရပ်ကွက် Ocean Supermarket ရဲ့အနောက်ဘက်မှာရှိတဲ့ကျူးကျော်မြေနေရများကိုအုတ်ချုပ်ရဲမှုတမ်းမြင့်ဦးက၎င်းစိတ်ကြိုက် ငွေကြက်သိန်းချီရယူကရောင်းစားနေပြီးနေအိမ်ဆောက်လုပ်ခွင့်မှာခွင့်ပြုထားတယ်လို့သိရပါတယ်။ဒါ့အပြင်အဲ့ဒီကျူးကျော်မြေနေရာများမှာမူရဲစေဝါရောင်းဝယ်ဖောက်ကားမှုများကိုပါလွတ်လပ်စွာခွင့်ပြုပေးထားပြီးတော့လောင်းကစားဝိုင်းများနှလုံးသုံးလုံးဒိုင်းများပါလွတ်လပ်စွာရောင်းချနေကြတယ်လို့သိရပါတယ်။ရက်ကွက်နေပြည်သူများကရဲစခန်းနဲ့မြို့နယ်ထွေးအုပ်ရုံးကိုတွားရောက်ပြီးတော့တိုင်ကြားခဲ့တော့လေအေးအေးယူခြင်းမရှိဘူးလို့သိရပါတယ်။ပစုံတော်မြို့နယ်အမှတ်3ရက်ကွက် Ocean Supermarket ရဲ့အနောက်ကကျူးကျော်နေရာတွေမှာမွေးရဆေးဝါးရောင်းဝယ်ဖောက်ကားတာနဲ့နှလုံးသုံးလုံးတွေကိုလည်းပေါ်တင်ရောင်းချနေပါတယ်ပြီးတော့ကျူးကျော်နေရာတွေမှာအိမ်ဆောက်လုပ်ခွင့်ကိုလည်းငွေကျပ်သိမ်းချပြီးတော့တောင်းရန်ပြီးသုံးရက်ကွက်အုပ်ချုပ်ရေးမှူးတမ်းမြင့်ဦးနဲ့ရဲတရင်ပေမိုးအောင်တို့ကခွင့်ပြုပေးနေပါတယ်လို့ရဲတရင်အရင်ပေကပြောပြထားပါတယ်။ပစုံတော်မြို့နယ်ရဲစခန်းကနေထင်းရဲဝင်းဟိန်ဆုံနဲ့6ရက်ကွက်အုပ်ချုပ်ရေးမှူးဦးစောစော ထေးတို့ပူးပေါင်းပြီးတော့အမှတ်6ရက်ကွက်ကလူငယ်၄ဦးကို မူရင်စေဝါသုံးဆွဲတယ်ဆိုပြီးတော့စွတ်ဆွဲဖမ်းဆီးကငွေညှဉ်းမှုများလှုပ်ဆောင်နေတယ်လို့သိရပါတယ်။နေထိန်ရဲ့ဝင်းဟိန်ဆိုကပဇွန်တော်အမတ်6ရက်ကောက်ကလူငယ်၄ဦးကိုမူရင်စေဝါသုံးဆွဲတယ်ဆိုပြီးတော့စွတ်ဆွဲဖမ်းဆီးပြီးတယောက်ကိုငွေကျပ်တသိန်းနှုန်းနဲ့အုပ်ချုပ်ရေးမှုဥစော်စော်ထေးကဇူလိုင်လ၄ရက်နေ့မှာကောင်လေးတွေရဲ့နေအိမ်အထိကိုလိုက်လံတောင်းနေတယ်လို့ရဲတရင်အေးမြစ်ကပြောပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မရန်ကုန်မြို့နယ်မှာစစ်ဗုဒ္ဓန်လိုက်ဖို့အတွက်ညင်းဆိုတဲ့အသက်50အရွယ်အမျိုးသားကိုပြူစောထီးများကဓာတ်နဲ့ထိုးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ16ရက်နေ့မနက်7:00နာရီကမရန်ကုန်မြို့နယ်နှိရက်ကဘောကတိတ်တီလမ်းမှာရှိတဲ့ဆောက်လက်ဆတိုက်တဲ့မှာနေထိုင်တဲ့အသက်50ခန့်အရွယ်ရှိတဲ့ကိုဆန်ရှိဆိုသူကိုပြူစောတိလူမိုက်၄ယောက်ကစစ်ဗုဒ္ဓထမ်းဖို့လာရောက်ခေါ်ဆောင်ခဲ့ပြီးတော့မလိုက်လို့ဆိုပြီးတော့အိမ်ပေါ်ကနေဆွဲချတာ ဓာတ်နဲ့နှစ်ချက်ထိုးသွားတယ်လို့ပြောပါတယ်။ဓာတ်နဲ့ထိုးခဲ့တဲ့ပြူစောတိလူမိုက်၄ယောက်ဟာမယံကုန်းမြို့နယ်တရက်ကွက်ကဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီလူမိုက်၄ယောက်ဟာဓာတ်နဲ့ထိုးပြီးချက်ချင်းမပြန်သေးပဲယာအိမ်မှုရောက်လာမှစကားပြောဆိုပြီးတော့ပြန်သွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဓာတ်နဲ့ထိုးခံရတဲ့ကိုဆန်ရှိဆိုသူဟာလက်ရှိဆေးရုံတက်ပြီးတော့ဆေးကုသမှုခံယူနေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမလိုင်မြို့နယ်ထနောင်းကိုင်းကျေးရွာဖုန်ကြီးကျောင်းကိုအကြမ်းဖက်ဆက်တက်ကလေရင်နဲ့ဘုံကျဲတက်ခတ်ခြင်းကြောင့်ဖုန်ကြီးကျောင်းဆောင်နဲ့နေအိမ်များထိခိုက်ပျက်စီးခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ14ရက်နေ့ည10:20မိနစ်အချိန်မှာမလိုင်မြို့နယ်မြောက်ချမ်းထနောင်းကိုင်းရွာဖုန်ကြီးကျောင်းကိုမိထီလာလေတက်ကနေတက်လာတဲ့ Jet Fighter တစ်စီးနဲ့ဘုံသုံးလုံးကျဲချတက်ခတ်သွားတယ်လို့သိရပါဗျ။ အကြမ်းဖက်စစ်ခွေးတိုက်ရဲ့လေးချောင်းတိုက်ခိုက်မှုအတွင်းမှာရွာလေဖုန်ကြီးចောင်းဆောင်နဲ့နေအိမ်၆လုံးပြန်စီခဲ့ပြီးတော့ပြည်သူတွေမွေးမြူထားတဲ့နွား၃កောင်လည်းတိတ်ဆုံးသွားတယ်လို့သိရပါတယ်စစ်ခွေးတွေကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲပြည်သူတွေကိုပြစ်မှတ်ထားပြီးတော့တိုက်ခိုက်ခဲ့တာပါဘုံဒီ၃လုံးကျဲချတိုက်ခိုက်သွားတာပါပြည်သူတွေထိခိုက်မှုမရှိပါဘူးပြည်သူတွေကိုဘုံခိုကျဲဆက်နေတဲ့ကြတူးထားဖို့မြစ်တာရက်ခံကြမှာတယ်လို့မလိုင်မြို့လူလူသတင်းကွန်ရက်ကတာဝန်ရှိသူကပြောဆိုထားပါတယ် အလားတူပဲမနေ့ကသခိုင်းတိုင်းကဏီမြို့နယ်မှာချင်းတွင်းမြေကြောင်းအတိုင်းဆန်တက်လာတဲ့စစ်ခွေးတင်းမောများကကဏီနယ်နဲ့မင်းငင်းနယ်အဆက်မှာရှိတဲ့မြေကမ်းဘေးကခြေရွာများကိုရန်တမ်းပစ်ခတ်မှုများလုံဆောင်ခဲ့တယ်လို့သိရပါတယ်။မြေကမ်းဘေးကခြေရွာများကပြည်သူများဟာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံပြည်သူများကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းပေါက်ခေါင်းမြို့နယ်မှာခလိုက်ရ53တဲရင်ကစစ်သား2ဦးဟာတနက်နက်လက်ခဲယမ်းများနဲ့အတူအလင်းဝင်ရောက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ9ရက်နေ့မှာပေါက်ခေါင်းမြို့နယ်ခလိုက်ရ53တဲရင်ကစစ်သား2ဦးဟာလက်နက်ခဲယမ်းအပြည့်စုံနဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်ဗျူဟာ27ကိုကဲမှုအောင်မှာရှိတဲ့363တက်ရင်ထံကိုအလင်းဝင်ရောက်လာတယ်လို့သိရပါတယ်။အခုလိုအလင်းဝင်လာတဲ့စစ်သား2ဦးက၎င်းတို့ကင်ဆောင်တဲ့ MA4 တနက်တလ MA3 တနက်တလ 5.56G 384တောင်40မမဘုံဒီ16လုံးလက်ပြဘုံ3လုံးကြီးပေါက်8ခုတို့ကိုယူဆောင်လာခဲ့တယ်လို့သိရပါတယ်။အလင်းဝင်လာတဲ့စစ်သား2ဦးကိုကျမ်းမာရေးစောင့်ရှောက်မှု အပြည့်အဝပေးထားပြီးတော့ဂုံပြုစုငွေငွေကျပ်380ချင်းမြင့်ပေးခဲ့တယ်လို့သိရပါတယ်။ပြည်သူများဘက်ကလည်းငွေကျပ်10သိန်းထပ်မံဂုံပြုစုချင်းမြင့်ပေးခဲ့ကြောင်း363ညတဲ့တရဲစစ်ထောက်လမ်းရင်းနဲ့တရင်နဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကရှင်းပြထားပါတယ်။အချက်ဘတ်စစ်ကောင်စီဘက်ကစစ်သားများအနေနဲ့လက်နက်နဲ့တကွအလင်းဝင်ရောက်လာပါက အခုလိုမျိုးထိုက်တန်စွာဂုံပြုတ်ကျိုးဆိုးသွားမှာဖြစ်တယ်လို့အတိပေးနှိုးဆော်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းနဲ့မန္တလေးတိုင်းကိုဆက်သွယ်ထားတဲ့သခိုင်းတရားပေါ်မှာပေါ်တာဆွဲဖမ်းဆီးခံရတဲ့စစ်မှုထမ်းတပ်သားတဲ့ကိုမျိုးစင်ဟာအလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖေဖော်ဝါရီလ26ရက်နေ့မှာသခိုင်းမြို့နယ်အတွင်းမှာရှိတဲ့ကြေးရွာတရွာမှာနေထိုင်တဲ့ကိုမျိုးစင်ဟာစိုက်ကယ်နဲ့သခိုင်းတရားကိုဖျက်ဆီးမောင်းနှင်လာတဲ့အချိန်စစ်တပ်ကစစ်ခွေးများကတားဆီးပြီးတော့ ပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးပေါ်တာဆွဲဖမ်းဆီးပြီးတဲ့နောက်မက်ရှလာ18ရက်နေ့မှာမိထီလာမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်ခွေးတိုက်ရဲ့လေ့ကျင့်ရေးတပ်ကိုရောက်ရှိပြီးတဲ့နောက်စစ်တပ်နဲ့၃လတက်ရောက်ခဲ့ရတယ်လို့သိရပါတယ်။အဲဒီနောက်ဇွန်လ10ရက်နေ့မှာပခုတ်ကူမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်ခွေးတိုက်ရဲ့နှင်းငါးတက်တိုင်ရင်ကိုပို့ဆောင်ခြင်းခံလိုက်ရတယ်လို့သိရပါတယ်။အဲဒီနောက်စစ်မှုထမ်းတပ်သားတဲ့ကိုမျိုးစင်ကိုအကြမ်းဖက်စစ်ခွေးတပ်ကဇွန်လ25ရက်နေ့မှာပခုတ်ကူမြို့မှာရှိတဲ့တပ်မတရတက်ကိုပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။ အခုလိုမျိုးပို့ဆောင်ပြီးတဲ့နောက်ဇွန်လလ2ရက်နေ့မှာဘခုတ်ကူ2-9နဲ့တိုင်ရင်ကိုထပ်မံပို့ဆောင်ခံလိုက်ရပြီးဇွန်လလ14ရက်နေ့မှာတော်လိုင်းတပ်ဖွဲ့များနဲ့ချိတ်ဆက်ပြီးတော့အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်မှုထမ်းတပ်သားတဲ့ကိုမျိုးစင်ဟာ2-9နဲ့တိုင်ရင်မှာနေထိုင်ခဲ့တဲ့အချိန်ကပေါင်းမြုံနယ်ကိုရိတ်ခါသွားဖို့တဲ့စစ်ရင်တန်းရဲ့သတင်းများကိုသိရှိခဲ့ရပြီးတော့လမ်းတလျှောက်တော်လိုင်းတပ်ဖွဲ့များလိုက်လံတိုက်ခိုက်ခြင်းကြောင့်စစ်ခွေးတပ်ဘက်ကထိခိုက်ဒေဆုံးမှုများပြားခြင်းကြောင့်တိုင်ရင်အတွင်းမှာနေတိုင်းလိုလိုနာရေးပြုလုပ်နေရတယ်လို့ပြန်လည်ပြောပြထားပါတယ်။ အခုလိုမျိုးနိုင်ရေးပြုတ်လို့ရမှာလဲအရာရှိများကသာဥစားပေးပြီးတော့ပြုတ်လုခွင့်ပေးပြီးတပ်သားတွေကိုတော့လုခွင့်မပေးဘူးလို့ပြောပါတယ်ကိုမျိုးစင်ကစကိုင်းတရားပေါ်မှာပေါ်တာဆွဲဖမ်းစီခံရတာသူ့ကိုဖမ်းခံရတော့ဆိုင်ကယ်ကအစအကုန်လုံးစစ်ခွေးတွေကတင်းသွားတာအဲ့လိုဖမ်းပြီးတဲ့နောက်စစ်တန်းတန်း၃လတက်ပြီးပခုတ်ကူမြို့နယ်တွေက၂၅၁၂၅၂တိုက်ရင်းနဲ့တမတရတဲ့ကိုပို့ဆောင်ခံလိုက်ရပါတယ်သူ၂၅၂ကိုရောက်တော့တိုက်ရင်းထဲမှာနေတိုင်းနိုင်ရေးလုပ်တယ်လို့ပြောတယ် ပေါက်ကိုသွားပို့တဲ့စိတ်ခွေးရိတ်ခါရင်တန်းတောက်လျှောက်တိုက်ခိုက်ခံရပြီးတော့စိတ်ခွေးတွေနေတိုင်းတည်တယ်လို့ပြောတယ်အလောင်းတွေကိုကားနဲ့နဲ့သွားပြီးလမ်းတစ်လျှောက်မှာကျုံတလုံးမြေးမြုပ်နေရတယ်လို့ပြောပါတယ်나ရေးဆိုရင်လဲစိတ်ခွေးအရာရှိတွေကိုသာလောက်ခွင့်ပေးပြီးတော့အောက်ခြေရဲဘော်စိတ်ခွေးတွေဆိုရင်တော့အထက်ကိုအစစ်အစစ်စတင်ခိုင်းပြီးမှမလုတ်ခိုင်းတာများတယ်လို့သိရတယ်လို့စိတ်ဖြူတကိုယ်တော်ကြားစိုးကပြန်လဲရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolu Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြဖတ်စစ်အာဏာရှင်ဆန်တဲ့စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ